ပြင်သစ်ကုမ္ပဏီများအတွင်ကတ်သတ်မှုမူဝါဒအချို့လက်ခံကြေတုံးရန်ထရန့်ညွန်ကြောင်းမတူကွဲပြားမှုတာသူညီမျှမှုနဲ့ပေါင်းစည်းမှုအစီအစဉ်တွေကိုတားမြစ်ပိတ်ပင်ထားတဲ့အမေရိကန်အစိုးရနဲ့ပြင်သစ်ကုမ္ပဏီအကြားကတ်သတ်မူဝါဒအချို့ကိုလက်ခံကြေတုံးကြဖို့အတွက်သမ္မတထရန့်ညွန်ကြားလာကြောင်းရိုက်တာသတင်းမှရေးသားထားပါတယ်အမေရိကန်မူဝါဒတွေပိုင်နေနေပြီလက်လန်းမမီမှုနဲ့ဥရောပသမဂ္ဂကော်ပိုရိတ်အလစ်ကြီးတွေပေါ်ထရတ်ချမှတ်လိုက်တဲ့အမှုဆောင်အမေရိကန် အလားလားတရားမှုတွေရှိလာမယ်လို့ခန့်မှန်းထားကြပါတယ်။ကုမ္ပဏီတွေအနေနဲ့ခြေသုံးနိုင်တဲ့ Federal ခွင့်ခြားဆက်ဆံမှုတပ်ဖြည့်ရေးဥပဒေနဲ့အညီလိုက်နာမှုဆိုင်ရာအတိမတ်ပြုလက်မှတ်ခေါင်းစဉ်မှာလိုက်နာမှုကိုအတိပြုဖို့လဲ Truck ကပြောကြားထားပါတယ်။ American Fed Platform ပေါ်မှာ Trump တမရတာဝန်ထမ်းဆောင်ဆဲအတွင်းအမေရိကန်နဲ့ဥရောပအကြားစီးပွားရေးနဲ့နိုင်ငံရေးသင်းမမှုတွေမြင့်တဲ့နေစဉ်အဆိုပါလှုပ်ရှားမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေကမတူကွဲပြားမှုတာသူညီမျှမှုနဲ့ပေါင်းစည်းမှုမူဝါဒတွေကိုလက်ခံခြေတောင်းကြပြီးလူမျိုးနဲ့လူမျိုးစုဒေသကိုအခြေခံကမတူကွဲပြားမှုဆိုင်ရာပြစ်မှတ်တွေကိုတတ်မှတ်ထားကြတာဖြစ်ပါတယ်။ပြင်သစ်ကတော့လော့ကီရေးရာချင်းကမှုတစ်ခုဖြစ်တဲ့ဒေသစုဆောင်ခြင်းဥပဒေတွေကိုကတ်သက်နေတာကြောင့် truck ကအခုလိုကတ်သက်ချက်တွေကိုလက်ခံခြေတောင်းကြဖို့ညွှန်ကြားလာတာဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။